မဆုံးခဒီနေ့ကကြတော့ဟာဆိုတဲ့စကားလုံးလေးနဲ့အသုံးပြုပြီးတော့မှဝါကျလေးဖွက်ကြည့်ရအောင်ဟာကမေခွန်းစကားလုံးဖြစ်ပါတယ်နောက်ဆုံးမှာထားပြရမှာဖြစ်ပါတယ်ရှင်သူ့ရဲ့အတိတ်ပဲကလာဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ခုနေ့ကလိလာတော့ခဲ့တယ်ပေါ့နော် how hak su ငါနင်းကိုချစ်တယ် ရှမ်းစာပေရှမ်းဘာသာစကားကိုအခမဲ့လေ့လာသင်ယူချင်တဲ့ဆိုလို့ရှိရင် YouTube Channel, Facebook Page, TikTok မှာ Like, Follow, Subscribe လုပ်ထားပြီးသင်ခန်းစာဗီဒီယိုလေးတွေကိုအခမဲ့လေ့လာလို့ရပါတယ်ရှင်။တင်တန်းစုံစမ်းချင်တဲ့ဆိုလို့ရှိရင်လည်း399 639 1630 0 9 3ဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ရှမ်းစာပေချစ်သူရဲ့ Facebook Page မှာလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။မဆုံးခတကယ်လို့ how hak su ha ဟာဆိုတဲ့မိခိုးစကလုံးကိုနောက်ဆုံးမှာထပ်ထည့်ပေးမယ်ဆိုလို့ရှိရင်ငါနင်းကိုချစ်တာလားလို့မိခိုးစကလုံးဖြစ်သွားမှာဖြစ်ပါတယ်ရှင်။နင်းသူ့ကိုချစ်တာလားလို့ပြောချင်တယ်ဆိုလို့ရှိရင်နင်းရှေ့မှာထားပေးရမယ်။ဇူဟတ်ချစ်တယ်မန်သူ့ကိုဟာဆိုတဲ့မိခိုးစကလုံးကိုနောက်ဆုံးမှာထပ်ပေးရမယ်။ဇူဟတ်မန်ဟာ မင်းသူ့ကိုချစ်တာလားလို့အတိတ်ပဲပြန်ဖြေတော့မှာပေါ့နော်အရင်တော့ငါလေးတာတော့ခဲ့တယ်ကွာဆိုလို့ရှိရင်သွားတယ်မဆိုလို့ရှိရင်လာတယ်စူမင်းကွာသွားတယ်ဟာလို့ထပ်ထည့်မယ်ဆိုလို့ရှိရင်တော့စူကွာဟာမင်းသွားလာလို့တက်မှာပေါ့နော်စူမဟာစူမင်းမလာတယ်ဟာမိကုန်းစကလုံး စုမဟာဆိုလို့ရှိရင်နေလာလာလို့ဖြစ်သွားမှာပေါ့နော်ဆိုတော့ဟာဆိုတဲ့စကားလုံးကကြတော့စာကြောင်းတစ်ဖြည့်တစ်ဖြည့်နောက်ဆုံးမှာထားပြရမှာဖြစ်ပါတယ်ဒူကတော့မေခွန်းစကားလုံးဖြစ်ပါတယ်လာဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင်အခတကယ်လို့ဝကြလေးဖွင့်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်း comment မှာဖွင့်ပြီးမှထားခဲ့ပြလို့ရပါတယ်နော်နောက်ဆက်စစ်မှပြန်ဆောင်ကြပါမယ်ရှင်ဝဆုံခတ်